ဒီနေ့ကတော့ဂျပန်နိုင်ငံမှာလူသေများပြီးတော့ခုချိန်ထိမကျုံမလို့သေးတဲ့အကြောင်းရင်းသားတွေမှာလိုက်ပြီး၆လက်နေတဲ့တရဲမလေးဟာနောက်ကိုဆိုင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အတွေ့အကြုံခုဒီပြူကြည့်နေတဲ့ကောင်းကြီးတွေထဲမှာတရဲတဲ့စိတ်အကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေပါတယ်ဆိုလို့ရှင်တော့ခုပဲကျွန်မနဲ့အတူတူဒီပြူလေးကိုရှင်းဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။ဂျပန်နိုင်ငံကဒဏ္ဍာရီရဲမှာတော့အိမ်နာထဲမှာတရဲ၆ကျန်းနဲ့တရဲတွေဆိုတာဟာရှိခဲ့တုန်းကဆိုအများကြီးကိုရှိခဲ့ပါတယ်။ယထာတကြိလို့ခါတဝက်ပြပြီးတရဲဖြစ်နေတဲ့တက်ခီတက်ခီလို့ခေါ်တဲ့ခါပြက်တရဲ။ ညစ်ပတ်တဲ့အိမ်သားတွေမှာအညီကြီးတွေကိုရှာနေလိုက်ရတဲ့အခမ်းအနားမိအစားတစ်ဖြင့်ရှိကြပါတယ်။အဲထဲမှာမှခြောက်ကြားဆုံးအဖြစ်ဟာနာကိုဆန်ဆိုတဲ့ကလေးမလေးကလည်းပါဝင်ပါတယ်။ဂျပန်နိုင်ငံမှာလူသိများပြီးတော့ကျောင်းအိမ်သားတွေထဲမှာမကျွတ်လွတ်ပဲတရေချောက်တဲ့ကောင်မလေးဟာနာကိုဆန်ကိုတချို့ကတော့တီးကြပါတယ်။ဂျပန်နိုင်ငံကယူကိုင်းတွေထဲမှာကြောက်ဖို့အကောင်ဆုံးတရေတကောင်ဖြစ်နေခုချိန်ကြီးတတ်မှတ်ခံထားရဆဲပါ။သူမရဲ့ပုံစံကတော့ကျောင်းဝတ်စုံဖြူရောင်းအင်ကြီးပေါ်မှာစကတ်အနီအောင်လေးဝတ်ထားပြီး စပင်တူတူလေးနဲ့ပါအချိုးကတော့သူမဟာနောက်တိုင်းက Bloody Mary နဲ့တူရဲလို့သတ်မှတ်ခံရပါတယ်ဒဏ္ဍာရီသူတွေမှာတော့ဒုတိယကဘာစစ်ခေတုံးကဟာနာခိုဆန်ကလေးမာလီဟာတူတူပုံနှန်းကိုတငယ်ချင်းနေနဲ့ကစားရင်ကြောင်းအင်နာခန်းထဲမှာဝင်ပုံးနေတော့နာကာဆာကီအနုပြုပုံးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တခါရဲရောသိသွားပြီးမကျွတ်လွတ်ပဲကြမ်းရှိနေတဲ့ကလေးလေးလို့လည်းပြောကြပါတယ်သူမဟာကြောင်းရဲ့၃လမြောက်အင်နာရဲ့၃ခန်းမြောက်မှာပဲတည်ဆုံးခဲ့တာဖြစ်ပြီးဟာနာခိုဆန်ရဲ့မကျွတ်လွတ်တဲ့ဝိညာဉ်ကလည်း ဧည့်ခံမှာပဲကြံရှိနေသေးပါသူမတည်ဆုံးတော့တက်ရှိနဲ့ဝိညာဉ်ကပါနှစ်ခုကြားထဲမှာပိမ့်မိနေရလို့လူချိုးကပြောကြပါတယ်။ဂျပန်နိုင်ငံမှာတော့ရှေးရခင်တုန်းကဆိုဟာနာကူဆန်ကိုတရေခေါ်ဖို့အတွက်အိန္ဒာနဲ့ပဝန်းကျင်မှာဘသူမှမရှိပဲအိန္ဒာတကားကိုတယောက်တည်းသုံးကခောက်ပြီးအထဲမှာဟာနာကူဆန်ရှိလားလို့မေးရမှာပါ။အကယ်လို့သူရှိခဲ့ရင်တော့ခြောက်ချပြီးကြောလန့်စီမဲ့အတန်နဲ့ဟုတ်တယ်ငါရှိရလို့ပြောပြီးရီပါဆွဲချရဲ့အတန်ကြပြီးပျောက်သွားမှာပါ။ ဒါမှမဟုတ်ရင်တော့သွေးတွေပီနေလန့်လန့်နဲ့တင့်ကိုအိမ်သာပေါက်တဲ့ပုံဆွဲပြီးငရဲကိုခေါ်သွားမှာပါတချို့တော့တနားရီရဆိုရင်တော့ဂျပန်လူမျိုးတွေမှာနမတ်လေးဆိုတာဟာကံဆိုပြီးတေချင်းဆိုတဲ့အတန်ထွက်ချင်းနဲ့တောင်တူပါတယ်တချို့ဂျပန်ကအကြောင်းတွေမှာဆိုသူမတကယ်ရှိလားစံတတ်ချင်တဲ့သူတွေအတွက်စတုံးသားမြောက်တော့အိမ်နာခန်းနဲ့ဝင်ပြီးအီချီပန်မီဟာနာကိုဆန်နီပန်မီဟာနာကိုဆန်စံပန်မီဟာနာကိုဆန်အဲစာသားတွေကိုယူစုကိုင်းပါတယ် သူ့ရဲ့အသေးပဲကတော့ပထမဟာနာခိုဒုတိယဟာနာခိုတတိယဟာနာခိုအဲ့ဒါယူပီယာနဲ့ဖြူဘက်ဖြူရောအပုံနံထွက်တဲ့လက်ကြီးကတကားပေါ်ကနေထွက်လာမဲတဲ့ပါဟာနာခိုအကြောင်းကိုမိငန်းပြီးဂျပန်ကာတွန်းတွေဂိမ်းတွေရုပ်ရှင်တွေအများကြီးရန်နေတီတွေ့ရှိလာခဲ့တယ်အဲ့ဒါဆိုဒီလိုဂျပန်နိုင်ငံကမူလာတန်းကျောင်းတွေမှာရည်ပန်းစားပြီး အပြောများကြတဲ့ဟာနာခိုဆန်ကလေးမလေးကတကယ်ရှိတာလားကဲအဲ့ဒါကိုသိချင်ရင်တော့သူမတို့တရားစန့်ခေါ်ရင် ဖြေကိုတီးအောင်စမ်းကြည့်ပါလို့ဒီနေ့ဗျူလေးကတော့ဒီလောက်ပဲကောင်းကြီးဝေးခုဒီဗျူချင်းရဲ့ကောင်းကြီးရဲ့မှာလဲအเจ้าနဲ့ပတ်သက်ပြီးတော့အเจ้าမှာချောင်းလက်ခံတဲ့အတွေ့အကြုံများရှိခဲ့လို့ရှင်ကိုမမဝင်မြပေးခဲ့ကြပါအောင်ရှင်အားလုံးကိုနှုတ်မဆက်ခင်ပါဒီထဲမှာပါတဲ့ဗျူရဲ့မူရင်းဗီဒီယိုပိုင်ရှင်ကိုလည်းကျွန်မက credit ပေးလို့ပြောချင်ပါတယ်ကဲဒီနေ့တော်တော်ဒီလောက်ပဲကောင်းကြီးဝေးနောက်နေ့မှဒီထက်ပိုမိုကောင်းမွန်တဲ့ဗျူနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye